ဟုတ်လားဆရာမိတ်ဆွေတွေအားလုံးကိုကျွန်တော်စံမြဇေနီတငန်းညို့ညို့နဲ့တန်သူမလမ်းမကြီးမေးတင်အဆက်တိုက်ကလေးနဲ့မိတ်ဆက်ပြပြရသေးတော့ဆိုင်ကမ်းပဲဖွင့်မလားလူပဲနေမလားတော့ရုံကန်းဖွင့်မလားလောက်ကုန်ပြည်စည်းဆိုင်ပဲဖွင့်မွေးဆိုင်လည်းဖွင့်လို့ရတယ်လမ်းမကြီးရဲ့မေးတင်ပါရှေ့မှာလည်းကားမတိုင်ပါဗျအတွင်းဘက်ပေါ့ ကျွန်မလည်းကျေးကြီးပါရှင်းပါလည်းပေးကျေးတွေအများကြီးရှိပါသေးတယ်အနောက်မှာဆိုရင်လည်းပေးတွေအများကြီးကျေးပါတယ်260ကရံအမီပေါ့ပါဗျာနော်မှတ်ပါတဲ့မှာကျွန်တော်ဘောမဆိုလို့ရှင်ကလည်းကျွန်တော်ဒီလေးချာ decoration တွေအကုန်လုံးဆင်ထားပါတယ် air con ကတော့ဒီမှာတစ်လုံးပါမယ်အပေါ်ထဲမှာကျွန်တော်ဖျားကန် အိတ်ကန်း၃ငန်းအိတ်ကန်း၃ငန်းပါလေအဲကွန်၃လုံးပြပါပါခဗျာအဒီထဲမှာဆိုရင်လည်းကျွန်တော်ရုံငန်းလုပ်လို့ရတယ်ခိုင်းရအကျယ်ကြီးပါအဲဆိုရင်လည်းဘာကြတကားတစ်ထပ်ဘာကြတကားတစ်ထပ်ဒေါစလိုက်တို့မှန်တကားတစ်ထပ်အဘိုးရရင်ဒီမှာတိုင်ရင်လိုက်တာပုံချက် စေမာတထာအနောက်ကလေးတဲ့ဝင်ကြီးတဲ့ဟောအဲဒါလေးကမော်ဒယ်တက်တဲ့လေကဟိုမှာပါကင်းနေကြီးရပဲဒီကမှဆိုရင်လည်းရောမလေးကောင်းမှလည်းကျဲကြီးရှိတယ်ဗျအဲ့ဒါတော့အောက်ထပ်ရေချိုးကန်အိမ်ကအထဲမှာလည်းကျွန်တော်တို့ ေးစင်နေတယ်။ဒိနာလည်းပိုတိုင်းမှာဥပမာရေချိုးကန်းကိုလည်းရေဒီဘက်မစီအောင်တော်တော်ရရလေးချွေပြားနေအပြစ်ကတ်တာ။အဲဒါလေးကကျွန်တော်ကိုရောင်မပစ္စည်းထားမှုအတွက်ဒါမဲ့လေဘုအလုံးသမားထားမယ်ဆိုရင်လေအလုံးသမားအိတ်ခမ်းပြထားလို့ရတယ်မိဖို့ကြောင့်လေးကြည့်လိုက်အောင်မိဖို့ကြောင့်လေးကလည်းကျဲကြီးကခမင်းစားကမိဖို့ကြောင့် ်အတကားတွေဆိုရင်လည်းကျွန်တော်တို့ကျွန်းတကားတွေကျွန်းတကားတွေတေချာလုပ်ထားပါတယ်အဲဒီဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့နိုင်ငံမြုပ်ဗီဒီယိုထားလို့ရသေးတယ်ဗီဒီယိုတွေထားဖို့အတွက်ခါတော့အကျယ်ကြီးရှိပါသေးတယ်ဗျအဲဒီမှာ twin စကားကိုစားပွဲတွေထားလို့ရမယ်ဖေးစင်နေနဲ့အိုးတော့မကျယ်သေးဘူးကြံသေးတယ်အဲ့ဒါတော့ဝန်ထမ်းတွေလည်းထားလို့ရတယ်။အောက်ထပ်မှာထားမလား။ဘော်ဒါမှာထားမလား။ ဝန်ထမ်းနေထားလို့ရပါတယ်အခြေကြီးပါအခုအသုံးမလို့လို့ဖြတ်မယ်ဆိုရင်လည်းဖြတ်ပြလို့ရတယ်ဒါအခြေကြီးပြန်နေတဲ့အနောက်မှာပြေးသေးတယ်ဟုတ်ကဲ့အဲကျွန်တော်နောက်ဖက်အခြေလေးပါနောက်မှာပြေးအခြေကြီးပြန်ပါသေးတယ်ကိုသုံးလို့ရပါတယ်ဒါကတော့နှလမတွင်းဦးစီတွင်းเนาะဒါနှလမတွင်းပါဦးစီတွင်းဆိုရင်လည်းရေကိုလုံလောက်တော့ရရှိဖို့တော့နှလမတွင်းထူတာတယ် ကျွန်တော်အပေါ်ပြန်တင်ဖို့အတွက်ပန်မော်တာသေးထားပေးတာတယ်ကွန်ပရက်ဆာနဲ့ကျွန်တော်ရေပုံမောင်းတင်လို့ရအောင်လည်းလုပ်ပေးထားပါတယ်ဒါရေကမ်းမှာပြင်းအိမ်နာတစ်လုံးပေါ့အပြင်မှာဝန်ထမ်းတွေတွားလို့ရအောင်ဒီအိမ်နာတစ်လုံးမှာအပေါ်အပေါ်ပေါ်တက်လေးလိုက်ကြည့်ပါဦးသာပေါ်ရတတ်ချင်းဒါအိတ်ခမ်းတစ်ခမ်းပါဒီအိတ်ခမ်းပါဆိုရင်အကျယ်ကြီးပဲတော့ air con တစ်လုံးပါအောင်မယ်ဒီမှာလဲနောက်တော့အိမ်ကန်းချေဒီမှာနိုင်ရန်မြုပ်ဒီလိုထားဖို့အတွက်သက်သက်ထပ်လုပ်ပေးထားပါလိမ့်ရဲ့ဒီလိုထားဖို့အတွက်လေပါဒါတစ်ခန်းပါဗျနောက်တစ်ခန်းလိုက်ကြည့်လိုက်ပါဦးကဲဒီခန်းမှာလဲ air con ပါပြီလားမိသားစုရဲ့ကျေရောအိမ်လို့ရသေးတယ်ဒီခါမှလည်းအဲကောင်တစ်ခါလည်းပါပြီးသားပါနောက်ကကိုဝန်ထမ်းတွေကိုပြန်ကြည့်မယ်ဆိုရင်လည်း အဲစကားလေးဖွင့်ပြီးတော့နောက်ဘက်ကျောင်းကိုထင်းထင်းလေးနဲ့မြင်ရပါတယ်ဗျာထဲထဲမှာလည်းကျွန်တော်မီလုံးလေးတွေအေးချအလားဆက်ထားသေးရညာရင်မီးတွေရောသာအိတ်ခန်းလေးအရင်ပြမယ်အဲဒါကတော့ဖရားကမှာနော်ဖရားဝတ်ပြီးမှဆိုရင်လည်းအေးအေးစေးတည်တာ ခရီးကမှအေးအေးဝတ်ပြုလို့ရအောင်ခရီးသားကိုသိတဲ့ဘက်မှာထုတ်ပေးရပါတယ်။အဲဒီဘက်မှာအေးခန်းတစ်ခန်းရှိသေးတယ်ဗျ။ဒီခန်းထဲမှာလည်းအေးအကွန်ပါမယ်။နော်ဒါလည်းအေးခန်းတစ်ခန်းရှိပါသေးတယ်။အပေါ်ထက်မှာကျွန်တော်တို့အားလုံးကလည်းပါကေးတွေခင်ပေးထားပါတယ်။အပေါ်ထက်မှာဆိုရင်လည်းနော်ပါကေးတွေခင်ပေးထားပါတယ်။ကဲဒါအပေါ်ထက်ရဲ့ရေချိုးကန်းအိမ်သာလေးပါ။ ဒါဆိုရင်လည်းကျွန်တော်တို့ order မှာတုံးတဲ့အနေအထားအတိုင်းမှာပဲပိုတိုင်းလေးရောကျွန်တော်ဖေးစင်လေးမျက်နှာသဖေးစင်လေးရောရေချိုးနေရအောင်။တော့ရေမူရေဆက်ပါပါပြီးသားပါဗျ။တော့ရေမူရေဆက်ပါတစ်ခါပါပြီးသားပါ။စီးပွားရေးပဲလုပ်မလား။ So ဒီကိုယ်တိုင်းပဲနေမလား။နေလို့ရပါတယ်။ဒီတိုင်းလေးရှိတဲ့နေရာလေးကတော့ကျွန်တော်တို့တန်ကန်းကျုံမြို့နေတန်တုမှာလမ်းမကြီးပေါ်မှာပါ။ เนาะအောင်ရတနာအိမ်ရရဲ့အပွင့်မျက်နှာစာကြီးပေါ့အောင်ရတနာအိမ်ရပါသံသူမနာမကြီးပေါ်မှာရှိပါတယ်အစံပြဈေးနဲ့လည်းနှီးပါတယ်တောင်တကုန်းပဲသွားမလားမြို့တွေပဲသွားမလားကိုနာဘက်ကိုပဲသွားမလားလမ်းကျိန်းနေပါလိုင်းကပေါင်းစုံလည်းရှိပါတယ်ကိုကိုတိုင်းကိုကိုပိုင်းကားလေးနဲ့ဆိုရင်လည်းမြို့တွေကိုရှက်ကနေခဏလေးပွားလို့ရပါတယ်ဟော260ဂရမ်အမီပေါက်ပါဈေးနှုန်းကတော့ကျွန်တော်တို့ မက်ရှိပိုင်းရှင်ကိုယ်တိုင်ခေါ်ရတဲ့စီအောင်း6000ပါတယ်ညီနိုင်လို့ရပါသေးတယ်ဗျအောင်း6000ညီနိုင်လို့ရပါတယ်အဲတကယ်လို့ကြိုက်တယ်လိုအပ်လို့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်ပေးပါဗျာ0